ဖတ်ရှုနားစင်တနစ်တာနှုတ်ကပတ်တမတရားအစီအစဉ်မှာကြိုဆိုပါတယ်။ဒီကနေ့ဖတ်ရှုနားစင်ရမယ့်နှုတ်ကပတ်တမစံစာတော်မြတ်ကတော့ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး16မှ18ထိဖြစ်ပါတယ်။ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး16ဒါဝိဒ်သည်တောင်ထိပ်ကိုအနှဲငယ်လွန်သောအခါမေဖြစ်ဘောရှဲဤကျုံဇိဘသည်ဂုံးကြီးတင်သောမီးနစီနှင့်တကွမုတ်လုံးနေရာ စပြစ်သည်ကြောင့်အပြွတ်တရားသင်မောတဖန်သည်ဖြင့်အပြားတရားစပြစ်ရည်ဘူးတလုံးကိုမိဘပေါ်မှာတင်ဆောင်လျက်ခရီးဥโจပြုအံ့သောငါလာ၏ရှင်ဘင်ကလည်းအဘယ်သို့ပြုခြင်းကဤဥစ္စာကိုဆောင်ခဲ့သည်နည်းဟုဇိဘအားမေးလျင်ဇိဘကမိတို့သည်နန်းတော်သားများစီးဖို့မုံနစ်တစ်တီးတို့သည် လူလင်များစားဖို့စပြည့်ရည်သည်လဲတော၌မောသောသူများတောက်ဖို့ ဖြစ်ပါသည်ဟုပြော၏ရှင်ဘီရင်ကလည်းသင်းသခင်၏သားသည်အဘယ်မှာ ရှိသနည်းဟုမေးလျင်ဇိဗကယေရုရှလင်မြို့၌နေရစ်ပါ၏ယနေ့မှဣသေလမျိုးသည်ငါဘာ၏နိုင်ငံကိုငါအားပြန်ပေးလိမ့်မည်ဟုဆိုကြောင်းကိုပြောလေသော ရှင်ဘီရင်က မေဖိဘောရှက်နှင့်ဆိုင်သမျှသောဥစ္စာသည် သင်းဥစ္စာ ဖြစ်စေဟုဇိဗအားမိန့်တော်မူ၏ဇိဗကလည်းအရှင်မင်းကြီး ကျွန်တော်သည် ရှေ့တော်၌မျက်နှာရပါမည်အကြောင်းရှ िख ိုးအတနာတော်ခံပါသည်ဟု ပြန်လျှောက်လေ၏ဒါဝိမင်းကြီးသည်ဘာဟုရိမြို့သို့ရောက်သောအခါရှောလူ၏အဆွေအမျိုးဂေရတာရှိမိအမိရှိသောသူသည်ကျိန်ဆဲလျက်ထွက်လာ၏ဒါဝိမင်းကြီးနှင့်ကျွန်တော်မျိုးအပေါင်းတို့ကိုကြောက်ခဲနှင့်ပြစ်လေ၏လူများအပေါင်းနှင့်မူးတော်မတ်တော်အပေါင်းတို့သည်လက်ရတော်ဘက် လက်ဝဲတော်ဘက်၌ရှိကြ၏ရှင်မိကျိန်စေသောစကားဟုမူကားသွားဟဲ့သွားဟဲ့လူအသက်ကိုတက်သောအာဒမလူရှောလူဤနိုင်ငံကိုလူယူ၍သူဤအဆွေအမျိုးကိုတက်သောအပြစ်အလုံးစုံကိုသင်္ကောင်းပေါ်မှာသာဝရတက်ရောက်စီ၍နိုင်ငံတော်ကိုသင်ဤသားအဘရှလုံလက်၌အပ်တော်မူပြီးသင်သည်လူအသက်ကိုတက်သောသူဖြစ်သောကြောင့်ကြည်ပါ အမှုကြီးရောက်လီပြီဟုဆို၏ဇေရုယတာအဘိရှေကလည်းထိုခွေးတေကောင်သည် အရှင်မင်းကြီးကိုကြိမ်ဆဲရမည်လောကျွန်တော်သွား၍သူ၏လယ်ဘင်းကိုဖျက်ပြရစေဟု နားတော်လျှောက်လီရှင်ဘရင်က"အိုဇေရုယတာတို့တင်တို့သည်ငါနှင့်အဘယ်သို့ဆိုင်သနည်းထိုသူသည်ကြိမ်ဆဲပါလိစေ။ဒါဝိတ်ကိုကြိမ်ဆဲလောဟု ထာဝရဖျားမှားထားတော်မူပြီးသို့ဖြစ်၍တင်သည်အဘဲကြောင့် ဤသို့ပြုသည်နီဟုအဘယ်သူ ဆိုရမည်နီဟု၍၎င်းကြည်ပါငါကိုယ်တည်းကထွက်သောငါသားရင်းသည်ငါအသက်ကိုရှာ၏ထိုဘိယာမေအမျိုးသားသည် ထိုမြမကအခွင့်ရှိလိမ့်မည်သူကိုရှိပါလေစေကျိန်စေပါလေစေသာဝရဖျားမာထားတော်မူပြီးသာဝရဖျားသည်ငါ၏ဒုက္ခကို ကြည့်ရှု၍ယနေ့ထိုသူကျိန်စေသည့်အတွက် ကောင်းသောအကျိုးကိုပြန်ပေးကောင်းပေးတော်မူလိမ့်မည်ဟူ၍၎င်းအဘိရှေနှင့်ဂျုံတော်မျိုးအပေါင်းတို့အားမိတ်တော်မူ၏ဒါဝိဒ်သည် နောက်တော်လိုက်သောသူတို့နှင့်တကွလမ်း၌သွားစဉ်တွင် ရှိမိသည်ဒါဝိဒ်တစ်ဖက်တစ်ချက်တောင်ခါဗန်းနားမှရှောက်သွားသဖြင့်ဂျိန်ဇဲလျက်ကြောက်ခဲနှင့်ပြည့်၍မြေမုတ်ကိုလည်းပတ်လေ၏ရှင်ဘီမဆာ၍နောက်တော်သို့လိုက်တော်သူ အပေါင်းတို့သည် မောလျက် ဘာဟုရိမြို့သို့ရောက်၍အမောအပန်းဖြေကြ၏အဘရှလုံနှင့်လူအပေါင်းတို့သည်ယေရုရှလင်မြို့သို့ရောက်၍အဟိသောဖေလလည်းပါ၏ဒါဝိဒ်၏အဆွေခင်မအာခိလူဟုရှဲသည်လည်းအဘရှလုံထံသို့ရောက်လာ၍ရှင်ဘရင်အသက်တော်ရှင်စေသည် ရှင်ဘရင်အသက်တော်ရှင်စေသည်ဟုကောင်းချီးပေး၏အဘရှလုံကလည်းသင်၏အဆွေခင်မ၌ဤသို့ကျေးဇူးပြုသလော သင်၏အဆွေခင်မိုးနှင့်အတူအဘဲကြောင့်မလိုက်သည်ဟုဟူရှဲအားဆိုလျှင်ဟူရှဲကထိုသို့မိတ်တော်မမူပါနှင့်ထာဝရဖျားမှဆ ảy ၍ဤလူများနှင့်ဤဒေလလူများအပေါင်းတို့သည်ရွေးချယ်သောသူထံမှကျွန်တော်ကျွန်ခံပါမည်ထိုသူထံမှ နေပါမည်ဟု၍၎င်းတပံအကျဉ်သူထံ၌ကျွန်ခံရပါ၏ထိုသူဤသားထံ၌ကျွန်ခံရသည်မဟုတ်ပါလော့ ကျွန်းတော်သည်ခမည်းတော်ထံ၌ကျွန်းခံရသည့်ဤသူကိုရောထံ၌လည်းကျွန်းခံပါမည်ဟု၍၎င်းအပယ်ရှလုံအားလျှောက်ဆို၏အပယ်ရှလုံကလည်းငါတို့သည်အပယ်သို့ပြုရမည်ကို အကြံပေးပါဟု အဟိသောဖေလအားဆိုလေအဟိသောဖေလကနန်းတော်ကိုစောင့်စီခြင်းကခမည်းတော်ထားခဲ့သော ကိုလုတ်တော်တို့ရှိရသူတွင်တော်မူပါ ခမည်းတော်သည်ကိုရောအားဆက်ဆုပ်ယူရှာကြောင်းကို ဤသေးလအမျိုးသားအပေါင်းတို့သည်ကြား၍ကိုရောဘက်၌နေသောသူအပေါင်းတို့သည်လက်အားကြီးကြပါလိမ့်မည်ဟုရှောက်သည့်အတိုင်းနန်းတော်ပေါ်မှအဘက်ရှလုံဖို့မျက်နှာချက်ကိုမိုး၍သူသည်ဤသေးလအမျိုးသားအပေါင်းတို့ရှိမှ ခမည်းတော်ဤကိုလုတ်တော်တို့ရှိရာသို့ဝင်လေ၏ထိုကာလ၌ဟိသောဖေလပေးသောအကြံသည်ဖျားသခင်ထံတော်၌မေးလျှောက်၍ခံရသောဗျာဒိတ်တော်ကဲ့သို့ဖြစ်၏ သူပေးသည်မြသောအကြံကိုဒါဝိနှင့်အပရှလုံသည်ဗျာဒိတ်တော်ကဲ့သို့မှတ်တတ်သည်ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး၁၇တပန်အဟိသောဖေလာကကျွန်တော်သည်လူ၁၂၀၀တို့ကို ရွေးကောက်ပေးရစီယနေ့ညပင်ကျွန်တော်ထား၍ဒါဝိတ်ကို လိုက်ပါမည်သူသည်မောလျက်လက်အားနည်းလျက်နေစဉ်အခါကျွန်တော်တက်၍သူ့ကိုထိတ်လန့်စီမည် သူ၌ပါသောလူအပေါင်းတို့သည် ပြေးကြ၍ရှင်ဘရင်ကိုသာ ကျွန်တော်လှုပ်ကြံပါမည်လူအပေါင်းတို့ကို ကိုရောထံသို့ဆောင်ခဲ့ပါမည်ကိုရောရှာသောသူတယောက်တည်းကိုရလျင်လူအပေါင်းတို့သည် ပြန်လာ၍ညင်ဝုကြပါလိမ့်မည်ဟုပြောလျင်ထိုစကားကိုအဘရှလုံနှင့်ဣသေလအမျိုး အသက်ကြီးသူတို့သည်နှစ်သက်ကြ၏ထိုအခါအဘရှလုံကအာခိလူဟုရှဲကိုလည်းခေါ်ခဲ့ ငါတို့သည် သူဤစကားကို နာကြားကြကုန်အဟုဆိုသည့်အတိုင်းဟုရှဲသည်လာ၍အဘက်ရှလုံကအဟိသောဖေလာသည်ဤမိသောအကြံကိုပေးပြီးသူဤစကားကိုနားထောင်သင့်သလောသို့မဟုတ်သင်ပြောလောဟုဆိုလျှင်ဟုရှဲကအဟိသောဖေလာပေးသောအကြံသည်ယခုကာလ၌မလျော်ပါ ခမည်းတော်နှင့်သူဤလူတို့သည်ခွန်အားကြီးသောသူဖြစ်ကြောင်းကို၎င်းယခုမူကားတော၌ တားငယ်ပြောက်သောဝုံမကဲ့သို့ ပြင်းထန်သောစိတ်ရှိကြောင်းကို၎င်းကိုတော်တည်တော်မူ၏ခမည်းတော်သည်လည်းစစ်သူရဲ့ဖြစ်၍လူများတို့နှင့်အတူမအိပ်တက်ယခုမှသူသည် မြေတွင်တစုံတစ်ခု၌ပုံးလျက်နေပါလိမ့်မည်သို့မဟုတ်အခြားသောအရ၌ပုံးလျက်နေပါလိမ့်မည်လူချို့တို့သည်အူးလဲ၍သေလျင်ထိုသတင်းကို ကြားသောသူကအပရှလုံနောက်သို့လိုက်တော်သူသည် ဆုံးရှုံးကြပြီးဟု ကြားပြောကြပါလိမ့်မည် ထိုအခါရဲရင်သောသူရှင်သင်နှလုံးကဲ့သို့နှလုံးရှိသောသူသည် စိတ်ပြတ်ပါလိမ့်မည်ခမည်းတော်သည်ခွန်အားကြီးသောသူဖြစ်ကြောင်းကို၎င်းသူ၌ပါသောသူတို့သည်ရဲရင်ချင်းတတ္တိရှိသောသူဖြစ်ကြောင်းကို၎င်းဤသေးလအမျိုးသားအပေါင်းတို့သည်သိကြပါ၏တို့ဖြစ်၍ကျွန်းတော်သည်အကြံပေးပါမည်ဒံမြို့မှဆ၍ဗေရရှိဘမြို့တိုင်အောင်ဤသေးလအမျိုးသားအပေါင်းတို့သည်အည်အတွက်အဖြစ်သမုတ်တရားတဲလုံးဤအမြတ် ိုရောထံ၌စီဝေး၍ကိုရောတိုင်းစစ်ချီတော်မူရမည်ထို့သောခမည်းတော်ကိုတွေ့သောရက်တစုံတစ်ခု၌သူထံသို့ရောက်လီမြေပေါ်မှနှင်းကြသကဲ့သို့သူကိုလွမ်းမိုး၍သူနှင့်သူ၌ရှိသောသူတယောက်မျှမကြံကျွင်းရ၎င်းဤခမည်းတော်သည်မြို့တစ်မြို့ထဲသို့ဝင်လီဤသေးလမျိုးသားအပေါင်းတို့သည် ကျိုးများကိုယူခဲ၍ထိုမြို့၌ကြောက်စရစ်တစ်ခုကိုမျှမကြံစေခြင်းကား ဂျိုင်းသေးတို့ဆွဲချရကြမည်ဟုလျှောက်လေတော့အဘရှလုံနှင့်ဤသေးလာအမျိုးသားအပေါင်းတို့ကအခိလူဟုရှဲပေးသောအကြံသည်အဟိသောဖေလာပေးသောအကြံထက်သာ၍ကောင်းသည်ဟုပြောဆိုကြ၏အကြောင်းမူကားထာဝရဖျားသည်အဘရှလုံ၌ဘေးရောက်စီခြင်းကအဟိသောဖေလာပေးသောအကြံကောင်းကိုဖျက်ဆီးမိအကြောင်းစီရင်တော်မူ၏ထိုအခါဟုရှဲသည်ယိပရောဟိတ်ဇာတုံနှင့်အပြာသာတို့အား အဟိသောဖေလသည်ဤမိသောအကြံကိုအဘရှလုံနှင့်ဤသေးလအမျိုး အသက်ကြီးသူတို့အားပေးပြီးကျွန်ုပ်သည်လည်းဤမိသောအကြံကို ပေးပြီးသို့ဖြစ်၍ဒါဝိထံသို့အလင်းအမြန်စေလို့၍ယနေ့ညမှတောလွင်ပြင်၌မနေပါနှင့် အလင်းအမြန်ကူးသွားပါသို့မဟုတ်လျှင် ရှင်ဘရင်နှင့်လူပေါင်းတို့သည် ဆုံရှုံခြင်းသို့ ရောက်ကြလိမ့်မည်ဟုကြားရှောက်မိအကြောင်းမှားလိုက်သဖြင့်ယောနသန်နှင့် အဟိမက်သည်မြို့ထဲသို့ဝင်လျင်သူတပားမြင်မိသို့သောကြောင့်အင်ရောဂေလာယွမ်နာမှာနေရစဉ်တွင်မိမကလေးတယောက်သွား၍ပြောသည့်အတိုင်းသူတို့သည်ဒါဝိမင်းကြီးထံသို့သွား၍ရှောက်ကြ၏သို့ရာတွင်လူကလေးတယောက်သည်ထိုသူတို့ကိုမြင်၍အဘယ်ရှလုံအားရှောက်လေ၏သူတို့သည် အလင်းမြန်သွား၍ဘာဟုရိမ်မြို့တွင်အိမ်တိမ်တို့ဝင်သည်ဖြင့်ထိုအိမ်ဝင်းထဲမှရှိသော ရေတွင်သို့ဆင်း၍ မိမသည်ရွေတွင်းဝါကိုဖုံးပြီးမှဆံကိုလမ်း၍ထားသောကြောင့်ထိုအမှုသည်မထင်ရှားအဘရှလုံဤကျွန်တို့သည် ထိုအိမ်သို့ရောက်၍အဟိမတ်နှင့်ယောနသန်တို့သည် အပေမှာရှိသည်နည်းဟုမိမအားမေးလျင်မိမကခြောက်တစ်ဖက်သို့ကူးကြပြီးဟုပြောသဖြင့်သူတို့သည်ရှာ၍မတွေ့သောအခါယေရုရှလင်မြို့သို့ပြန်သွားကြ၏ပြန်သွားသောနောက်အဟိမတ်နှင့်ယောနသန်သည်ရေတွင်းထဲကတက်၍ ာဝိမိကြီးထံသို့သွားပြီးလျှင်မြစ်တစ်ဖက်သို့အလင်းအမြန်ထ၍ကြွတော်မူပါ အဟိသောဖေလာသည် ကိုရောတစ်ဖက်၌ဤမိသောအကြံကို ပေးပါပြီးဟုပြောသောဒါဝိနှင့်လူပေါင်းတို့သည်ထ၍ယော်ရန်မြစ်ကိုကူးကြ၏မိုးလင်းသောအခါမကူးသောသူတယောက်မျမရှိအဟိသောဖေလာသည်မိမိပေးသောအကြံတို့မလိုက်ကြသည့်အကြောင်းကိုသိမြင်သောအခါမိကိုကုန်းနီးတင်စေပြီးလင်ထ၍ မိမိနေရင်မျိုးမိမိအိမ်သို့သွားသဖြင့်အိမ်မှုအိမ်ရေးများကို စီရင်ပြီးမှလေကျိုးတက်၍တည်လေ၏ဘိုးဘေးတို့သင်ကြိုင်း၌တကြိုကြ၏ဒါဝိဒ်သည် မဟာနေမျိုးသို့ရောက်လေ၏အဘက်ရှလုံသည်လည်းဣသေလလူအပေါင်းတို့နှင့်အတူယော်ဒန်မြစ်ကိုကူးလေ၏အဘက်ရှလုံသည်ဘိုးချုပ်မင်းယွာဘအရာ၌အာမတကိုခန့်ထား၏အာမတကယွာဘအမိဇေရုယာ၏ညီမ နာဟတမီအဘိကဲလာနှင့် ဆုံးဖက်သောဣရှမေလအမျိုးယေသာဣသာ ဖြစ်သည်ဣသေလအမျိုးသားတို့နှင့်အဘရှလုံသည်ဂိလက်ပြည်၌တက်ချကြ၏ဒါဝိဒ်သည် မဟာနိမ်မြို့သို့ရောက်သောအခါအံမုံပြည်ရဘာမြို့သားနာဟတ်ဣသာရှောဘီလောဒီဘာမြို့သားအမေလာဣသာမာခိရဂိလက်အမျိုးယောဂိလိန်မြို့သား ဗာဇီလေတို့ကထိုလူတို့သည်တော၌ရေစာငတ်မှုလျက်ပင်မန်းလျက် နေရပါသည်တကားဟုဆို၍ဒါဝိနှင့်သူ၏လူများစားကြဖို့ဂျုံဆန်၊မူယောဆန်၊မုံညက်၊ပေါပေါမျိုး၊ပေမျိုး၊ပြားရည်၊နှုတ်ဒန်းသို့ဒိန်ခဲနေတကားအိယာလင်ပန်းမိခွက်များကိုဆောင်ခဲ့ကြသည် ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး78ဒါဝိဒ်သည်မိမိ၌ပါသော လူတို့ကိုရည်တွယ်၍တထောင်အုပ်တရာအုပ်တို့ကိုခံထား၏လူသုံးစုတစုကိုရွာပန်း၌၎င်းတစုကိုဇေယုယာသားရွာပန်းညီအဘိရှဲ၌၎င်းတစုကိုဂိတိလူအိတ်တဲ၌၎င်းအဲ့၍ငါကိုယ်တိုင်ခြိသွမ်းမိဟု လူများတို့အားမိတော်မူ၏လူများတို့ကလည်း ကိုယ်တိုင်ကြွတော်မူပါနှင့်ကျွန်တော်တို့ပြေးတော်လဲသူတို့သည်အမှုမထားကြပါကျွန်တော်တို့တဝက်သေးတော်လဲသူတို့သည်အမှုမထားကြပါကိုရောမူကားကျွန်တော်တို့တတောင်းထက်မြတ်တော်မူ၏သို့ဖြစ်၍ကျွန်တော်တို့ကိုမြို့တဲကမဆတော်မူခြင်းတာ၍ကောင်းပါလိမ့်မည်ဟုရှောက်ကြ၏ရှင်ပြန်ကလည်း ငါသည်တင်တို့အလိုသို့ လိုက်မည်ဟု မိတော်မူ၍တကားဝနာမှာရက်တော်မူလီ လူပေါင်းတို့သည်တရတက် တထောင်တက်အားဖြင့်ခြိသွားကြ၏ရှင်ဘရင်ကလည်းငါမျက်နာကိုထောက်၍ငါသားအဘရှလုံကိုဖြင်းညင်းစွာ ပြုကြလောဟုယွာဘအဘိရှေအိတ်တဲတို့ကိုမှတ်ထားတော်မူ၏ထို့သောရှင်ဘရင်သည်အဘရှလုံအတွက် ဘုမင်းအပေါင်းတို့ကိုမာထားတော်မူသောအခါလူအပေါင်းတို့သည်ကြားကြ၏ထိုသို့လူများတို့သည် ဤသေးလာလူတို့ကိုစစ်တိုက်အံ့သောငါမြို့ပြင်သို့ထွက်၍အေဖရင်တော်၌စစ်ပြိုင်ကြ၏ဤသေးလာလူတို့သည်ဒါဝိဤဂျွန်တို့ရှိမှရှုံး၍ထိုနေ့ချင်းတွင်ကြီးစွာသောလှုပ်ကြံခြင်းအဖြစ်လူ၂000တေကြ၏မြေတစ်ပြင်လုံးအနက်အပြားတိုက်ကြသဖြင့်ထိုနေ့၌ လူချင်းတက်၍တည်သည်ထက်တော၌ဆုံရှုံသောသူသာ၍များကြ၏ဒါဝိဤကျွန်တို့သည်အဘရှလုံကို တွေ့ကြ၏သူသည်မြီးကိုစီးလျက်ပြီးမြီးသည် ကြီးသောတပိတ်ပင် အကိုင်းအခန့်အောက်သို့ဝင်၍အဘရှလုံဤကောင်းသည်တပိတ်ပင်၌ညီးသဖြင့်မိုးနှင့်မြေကြီးဆက်ကြမှာတွဲလွဲဆွဲလျက်နေ၍မြီးသည်အလိုအလျောက်သွားလေ၏မြင်သောသူတယောက်သည် ရွာဘထံသို့သွား၍သပိတ်ပင်၌အဘရှလုံဆွဲနေသည်ကိုကျွန်တော်မြင်ခဲ့သည်ဟုကြားပြောလျင်ရွာဘကသင်သည်မြင်ခဲ့သည်မှန်လျက်အဘဲကြောင့်သူ့ကိုထိုး၍မြေကြီးပေါ်သို့မချခဲ့သည်နီထို့သောပြုလျင်ငွေအကျပ်၁၀နှစ်ခန်းစည်းကိုငါပေးပြီဟုပြောဆိုသောထိုသူကကျွန်တော်သည်ကိုလက်၌ငွေအခွက်၁၀ကိုပင်ခံရတော်လဲရှင်ဘရင်ဤသားကိုမပြုနိုင်ပါ အကြောင်းမူကားကျွန်တော်တို့ကြားသည့်အတိုင်းရှင်ဘရင်ကငါမျက်နာကိုထောက်၍ငါသားအဘယ်ရှလုံကိုဆောင်မကြလောဟု ကိုရော်နစ်အဘိရှေအိတ်တဲတို့ကို မာထားတော်မူပြီ ကျွန်တော်ပြုမိလေကိုကိုလဲ့စား၍ကိုအသက်ရှုံးပါပြီရှင်ဘရင်မတိတော်မူတစုံတစ်ခုမြမရှိ ကိုတော်ဒီလေကျွန်တော်တစ်ဖက်၌နေပါလိမ့်မည်ဟု ပြောဆိုတော့ရွာဘက်က သင်နှင့်အတူငါမနေအားဟုဆိုလျက်လမ်းရင်သုံးစင်းကိုကန်ယူ၍တပိတ်ပင်အလယ်၌အသက်ရှင်လျက်ရှိသောအဘယ်ရှလုံဤနှလုံးကို ထုတ်ချင်းခတ်ထိုးလေ၏လက်နှင့်ဆောင်လူလင်တကြိတ်တို့သည်လည်းဝမ်း၍အဘယ်ရှလုံကို အသေးတက်ကြ၏ရွာဘသည်လည်းတဘိုးမှုတ်၍လူတို့ကိုစီတာသဖြင့်ဤသေးလာလူတို့ကိုလိုက်ရမှ ပြန်လာကြ၏အဘယ်ရှလုံကိုလည်းယူ၍ တော၌နှက်သောမြေတွင်သည်သို့ချပြီးမှကြောက်ပုံကြီးကိုပုံထားကြ၏ဤသေးလလူပေါင်းတို့သည်အသီးအသီးမိမိတို့အိမ်တို့ပြေးကြ၏အပရှလုံသည်အသက်ရှင်စဉ်အခါငါဤနာမသည်မပြောင်းအမြဲတည်မီအကြောင်းသာမရှိဟုဆိုလျက်ရှင်ဘရင်ကြိုက်တွင်ကိုဖို့ကြောက်တန်ကိုစိုက်၍မိမိနာမဖြင့်သမုတ်သောကြောင့်ယနေ့တိုင်အောင်အပရှလုံဤအောင်တိုင်ဟု၍တွင်သည် ထိုအခါဇာတုဤသားအဟိမက်ကထာဝရဖျားသည်ရှင်ဘရင်ဤရန်သူတို့ကို အပြစ်အလျောက်စီရင်တော်မူကြောင်းကိုကျွန်းတော်ပြေး၍တည်င်းကြားလျှောက်ပြရစီဟုအခွင့်တောင်းလီရွာဘကယနေ့တင်သည်တည်င်းမကြားမလျှောက်ရအခြားသောနေ့၌ကြားလျှောက်ရမည်ရှင်ဘရင်ဤသားတော်သေးသောကြောင့်ယနေ့တင်သည်တည်င်းမကြားမလျှောက်ရဟုဆိုပြီးမှကုရှိအားတင်းမြင်သမျှကိုတွား၍ ရှင်ဘရင်အားကြားလျှောက်လောဟုဆိုသည့်အတိုင်းကုရှိသည်ယွာပအားပူညွ၍ပြေးလေ၏တပ်ဖန်ဇာတုတ်သားအဟိမက်ကသို့တော်လေကျွန်တော်သည် ကုရှိနောက်မှ ပြေးပြရစီဟု အခွင့်တောင်းပြန်သည်ယွာပကငတ်သားဝမ်းမြောက်စရာတည် မဟုတ်သည်ဖြစ်၍အဘဲကြောင့်ပြေးသွားခြင်းတည်းဟုဆိုတော်လေပြေးပြရစီဟုတပ်ဖန်အခွင့်တောင်းသောကြောင့်ပြေးလောဟုအခွင့်ပေး၏ ိုအခါအဟိမက်သည်လွင်ပြင်လမ်း၌ပြေး၍ကုရှိကိုလွန်လေ၏ဒါဝိဒ်သည်မြို့တကားနှစ်ထက်ကြားမှထိုင်၍နေ၏ကင်းဆောက်တယောက်သည်မြို့ရိုးတကားအပေါ်ပြအိုးမိုးအောက်သို့တက်၍မျောကြည့်သည်ဖြင့်လူတယောက်ထဲပြေးလာသည်ကိုမြင်သောအခါရှင်ဘုရင်အားဟိ၍လျှောက်လေ၏ရှင်ဘုရင်ကလည်းတယောက်ထဲဖြစ်လျင်သတင်းပါလိမ့်မည်ဟုအမိန့်ရှိ၏ ိုသူသည်ပြေးလာ၍အနီးသို့ရောက်သောအခါကင်းဆောက်သည်လည်းအခြားသောသူ ပြေးလာသည်ကို မြင်၍အခြားသောသူတယောက်တည်းပြေးလာပါသည်ဟု တကားသို့လဲ့၍ဟစ်လျင်ရှင်ဘီရင်က ထိုသူ၌လည်းသတင်းပါလိမ့်မည်ဟု အမိန့်ရှိ၏ကင်းဆောက်ကလည်းရှေ့လာသောသူ၏ပြေးခြင်းသည်ဇာတုတ်သားအဟိမတ်ပြေးခြင်းနှင့်တူသည်ကို ကျွန်တော်ထင်ပါသည်ဟုပြောသော ရှင်ဘီရင်က သူသည် လူကောင်းဖြစ်၏ ကောင်းသောတည်င်းပါလိမ့်မည်ဟုအမိတ်ရှိပြန်၏အဟိမတ်ကလည်းချမ်းသာရပါ၏ဟုဟေလျက်ရှင်ဘရင်ရှေ့မြေပေါ်မှာပြတ်ဖို့လျက်အရှင်မင်းကြီးကို ပုံကန်သော လူတို့ကို အတော်မူသော ကိုတော်ဤဖျားသခင်ထာဝရဖျားသည် မင်္ဂလာရှိတော်မူစေတည်းဟုလျှောက်လေ၏ရှင်ဘရင်ကလည်းငါသားအဘရှလုံသည်ဘေးလွတ်၏လောဟုမေးတော်မူလျင်အဟိမတ်က အရှင်မင်းကြီးဂျွံရွာပသည်ကိုရောဂျွံကိုဆေလွတ်သောအခါယုံရိပ်ခန့်ခြင်းအမှုကို ကျွန်တော်မြင်တော်လဲသေချာစွာမသိရပါဟုလျှောက်တော်ရှင်ဘရင်ကဤအနာမှာရွှေ့၍နေလောဟု မိတော်မူသည့်အတိုင်းသူသည်ရွှေ့၍နေလေ၏တဖန်ကုရှိရောက်လာ၍အရှင်မင်းကြီးသတင်းပါပါ၏ကိုရော့ကို ပုံကန်သောသူအပေါင်းတို့ကို ထာဝရဖျားသည့် ထိုသူဤအပြစ်အလျောက်ယနေ့စီရင်တော်မူပြီးဟုရှောက်လီရှင်ဘရင်ကငါသားအဘရှလုံသည်ဘေးလူဤလောဟု မေးတော်မူသော ကုရှိက အရှင်မင်းကြီးဤရန်သူများကိုတော်ကိုညင်းဆဲခြင်းကပုန်ကန်သောလူများအပေါင်းတို့သည်ထိုလူလင်ကဲ့သို့ဖြစ်ကြပါစေတော်ဟု ပြန်လျှောက်လီဤရှင်ဘရင်သည် အလွန်နာကျင်သောစိတ်ရှိသည်ဖြင့်မြို့တကားအပေါ်၌ရှိသောတဲသို့တက်၍တက်စဉ်တွင် ိုငတ်သားအဖက်ရှလုံငတ်သားငတ်သားအဖက်ရှလုံသင်ကိုစားငါမသေးပါလိတကားဟုအဘရှလုံငတ်သားငတ်သားဟုငိုကြွေးလေ၏ဒီကနေ့ဖတ်ကြားသွားတဲ့နှုတ်ကပတ်တမကျမ်းစာတော်မြတ်ကတော့ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး16မှ18ထိဖြစ်ပါတယ်။ကြားနာရသူပေါင်းဖျားသခင်ကောင်းကြီးပေးပါစေ။